ဝစားနော်ဒီရွက်ရတယ်လို့ပဲကြိုက်စားလားဆံမျိုးချတာအားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်ကတော့မြန်မာမုန်တီကိုတော့တခါမှဘူဖေးမစားခဲ့ဘူးဒီနေ့မှာကျွန်တော်ထိုင်းမုန်တီကိုအစ်စံလေးဖြစ်သွားအောင်ဘူဖေးသွားကြိတ်မှာဖြစ်ပါတယ်ထိုင်းရတာမကြိုက်ဘူးဆိုလို့ရှိရင်တော့ဒီမုန်တီကိုကျွန်တော်စိတ်ပြီးတော့စားတတ်မှာမဟုတ်ဘူးပေါ့နော်ကျွန်တော်မြန်မာမုန်တီကိုပဲအများနဲ့နှိမ့်ချိုက်ချိုက်စားလာတဲ့လူတွေအတွက်ကတော့မြန်မာမုန်တီမှာမြန်မာမုန်တီပါပဲ ကျွန်တော်နေတဲ့ဆူရက်မြို့တယ်မှာပဲဒီ time mode ဒီပေါ်မှာ buffet ဆိုင်ရီဒီဇိုင်းရှိတာနဲ့ကျွန်တော်တွေအားလုံးဆိုပြီးတော့သွားကြပါတယ်။ဆိုင်ရဲ့အပြင်စင်လေးကတော့ကျွန်တော်အေးအေးချမ်းချမ်းလေးနဲ့ဒီကျွန်တော်အင်ယာဝင်းထဲမှာရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တိတ်ဆိတ်တယ်ပေါ့နော်။ဈေးနှုန်းလေးကတော့ဒီအချင်းပန်းတပန်းပေါ့နော်ပြီးရင်ဒီလိုအရွက်ဆုံးတပန်းရယ်ကျွန်တော်တို့ဟင်းရီ၄မျိုးလောက်ထည့်ထားတယ်ဟင်းရီရယ်မုတ်ဖက်လေးရယ်ဒီ၃ခုပေါင်းကိုကျွန်တော်တို့ဘတ်ညာကြတယ်ပေါ့နော် ပြီးတော့မှကျွန်တော်တို့ဒီမုတ်ဖက်တွေလိုရယ်ဆိုလို့ရှိရင်တော့မုတ်ဖက်ကိုကျွန်တော်တို့ချာချာပြန်ကောက်ပြီးတော့ခင်းရီကိုကတော့ကျွန်တော်ဖီဖလိုလေးပေးထားတာဖြစ်ပါတယ်။ ဒါလေးကတော့ကျွန်တော်မြန်မာပြည်ကပုံစံကွက်ကြော်ပုံစံမျိုးလေးဖြစ်တဲ့ကြွကြွရွရွလေး၃ခုပါတစ်ချင်းကိုဗတ်စစ်ဆဲပေးရပါတယ်။ဒီကြက်တောင်ပံကတော့2ခုကိုဗတ်90ပါကျွန်တော်တို့ကတော့၃ခုမှာလိုက်တယ်ပေါ့နော်၃ပကံလေးမှာလိုက်ပါတယ်။မြန်မာမုံဟင်ကနဲ့တူတဲ့အချက်ကတော့မုံဖက်ပဲတူရဲ။ကျန်တာတွေကတော့အကုန်လုံးကွဲပါတယ်။အရှိကအမျိုးပေါင်း20လောက်ရှိတဲ့အရွက်ပန်းကြီးရဲ့ ကျွန်တော်တို့၄၅၆မျိုးလောက်ရှိတဲ့အချင်းဘန်းကြီးရယ်ပေါ့နော်ဒါတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ပါခါမှမပြီးတဲ့အရွက်တွေပါတယ်အမျိုးမျိုးတွေပါပါတယ်ခင်ဗျာ အခုယူလိုက်တဲ့ပုဂံကဆိုလို့ရှိရင်ကျွန်တော်တို့ဒီနာချီဟင်းလို့ခေါ်ရဲပေါ့နော်နာချီဟင်းလို့ခေါ်ပေမဲ့ဒီရွှေပြုံလေးနဲ့ချက်ထားတယ်ပြီးရင်ထိုင်းပြည်အများစုတုံတယ်ကျွန်တော်တို့ခင်းခတ်အမွေကြိုင်အစာပလာတွေပါတယ်ငားကတော့ဘာတူးငားကိုတုံထားတယ်ခင်းရရဲ့အရာသာကကျတော့ကျွန်တော်တို့ဒီလုံးဝကိုစက်တယ်ပေါ့နော်စက်ပြီးတော့ငပိအရာသာလေးလေးနဲ့တို့ခင်းခတ်အမွေကြိုင်အလန့်တစ်ခုပူပြီးပေါ့နော်ကျွန်တော်ကတော့အရင်မကြိုက်ပါဘူး အနီရောင်ဟင်းရည်လေးကတော့ကျွန်တော်ခရမ်းကျင်ကြီး sauce နဲ့တူရဲ့အရာသားလေးကလည်းနည်းနည်းချိုးလေးနဲ့ကြံတဲ့ဟာတွေအားလုံးကတော့ကျွန်တော်အုံလို့နေနဲ့ချက်ထားပါတယ်ကျွန်တော်ကတော့တိတ်မကြိုက်ပါဘူးဒါတွေကတော့အချင်းလေးဖြစ်ပါတယ်ချိုးချိုးချင်းချင်းလေးတွေပါဒါကတော့တင်မောတီနဲ့တခွားတီနဲ့ကိုလုပ်ထားတယ်ဖတ်တာလေးကတော့ကျွန်တော်တို့ဒီမင်္ဂလာချင်ပတ်ပါမြန်မာမောင်းအင်္ဂါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟင်းရည်ဆွဲဆွဲလေးနဲ့ကျွန်တော်တို့ဒီလိုထည့်ပြီးတော့စားကြရဲပေါ့နော်တပကံဆိုတပကံတိတိကတာပါပဲ ိုင်းမုံတီရီမှာဆိုလို့ရှိရင်အင်းရေချွတ်ချွတ်ကြီးထဲ့ဖို့မလိုဘူးပေါ့နော်ဒီပါလီယုံလေးပဲအပေါ်ကနေနည်းနည်းလေးလုံးပြီးတော့စုစုယုံလာဝဲထည့်စားကြတယ်ပေါ့နော်သူတို့ကကြတော့ကျွန်တော်တို့အချင်းကိုအများကြီးစားတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တော့ဟင်းရေတော်တော်များများကကျွန်တော်အုံလုံးနဲ့ချက်တာများလို့ထင်ပါတယ်။ဒါကတော့ကျွန်တော်တယောက်ရဲ့အမြင်ဖြစ်ပါတယ်။ တခါမှတော့မမြင်ဘူးမတွေ့ဘူးတဲ့မျိုးပေါင်း20လောက်ရှိတဲ့အရွက်ကိုမုတ်တီနဲ့တွဲပြီးစားရဲဆိုတော့နည်းနည်းလေးတော့ထူးဆန်းတယ်ပေါ့နော်ဒီအရွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Brazilian Papa Tree ပေါ့နော်ဒီအရွက်လေးကမမွေလေးဖြစ်တယ်တန်လားဆိုတော့ထိုင်းမုတ်တီကြိုက်တဲ့လူတွေအတွက်ကတော့ကျွန်တော်ကြိုက်တဲ့လောက်စားလို့ရတာဖြစ်တဲ့တော့ကြောင့်မလို့တန်တယ်ဟင်းရီထက်တောင်းလို့လည်းညီစုသွားခြင်းလုံးဝမရှိဘူးဒါပေမဲ့မုတ်ဖက်အတွက်တော့ပတ်စံပေးရပါတယ်အကျော်နဲ့ကြက်ကျော်ပေါ့နော်ဒါတွေအားလုံးကျွန်တော်တို့6ယောက်စားတာကိုပတ်တထောင်နဲ့40ကြားပါရခင်ဗျာနောက်ပြန်မှပြန်တွေ့ပါမယ်